င်္ဂလာပါရှင်ဒီနေ့မေလ20ရက်နေ့အတွက် People's Spirit ရဲ့နိုင်ငံတကာသတင်းတွေကတော့ Thai Condo မှာအိမ်နီးချင်းရဲ့ခွေးဟောင်တန်ကိုတိမတ်ခံနိုင်တဲ့သူက Condo ထဲမွေးတွေလှုပ်ပေးခဲ့တဲ့ဖြစ်စဉ်တရုတ်နဲ့တင်းမြက်ရေးအတွက်အမြဲတမ်းဆန္ဒရှိကြောင်း Taiwan သမ္မတပြောတဲ့သတင်းစင်ကာပူကမ်းလွန်မှာလှေမှောက်ခဲ့ပေမဲ့လေပေါ်ပါလာသူအယောက်30လုံးကိုကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်းဒီသတင်းတွေနားဆင်ရမှာပါ Thai နိုင်ငံဘန်ကောက်က Condo တစ်ခုမှာခွေးဟောင်တန်စုညံနေတာကိုတိမခံနိုင်တော့တဲ့နေထိုင်သူတဦးက စန္ဒပြတဲ့အနေနဲ့လူသွားစင်းကြံပေါ်ကိုမွေကြီးနှစ်ကောင်လှုပ်ပေးထားခဲ့ပါတယ်။အဲ့ဒီကွန်ဒိုကအိမ်မွေးတရိတ်ဆန်တွေမမွေးရဘူးဆိုတဲ့မူဝါဒသတ်မှတ်ထားပြီးမယ်။နေထိုင်သူတဦးကမလိုက်နာပဲခွေးမွေးထားတာပါ။အဲ့ဒီခွေးကလည်းနှစ်နှစ်လုံးလုံးခဏခဏစူးစူးညံ့ညံ့ဟောင်းလေးရှိပြီးတိုက်ခန်းနေသူတွေအချိန်ချိန်တိုင်ကြတာကိုကွန်ဒိုစီမံခန့်ခွဲရေးအဖွဲ့ကလည်းမျက်ကွယ်ပြုထားခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့တိမခန့်နိုင်တော့တဲ့အိန္ဒိချင်းတယောက်ကခွေးပိုင်ရှင်ရဲ့အခန်းရှိစင်းကြံပေါ်ကို မွေကြီးနှစ်ကောင်ချထားခဲ့တာဖြစ်ပါတယ်။ခွေးပန်ရှင်ကသူ့ကိုယ်သူတရိษံချစ်သူတယောက်ဖြစ်ခဏခဏညွှန်ဆိုလေးရှိကြောင်းအိန်းနီချင်းကသူကိုယ်တိုင်ကလည်းတရိษံချစ်သူတူဖြစ်တာကြောင်းမွေတွေကိုမွေးထားလို့ရမယ်ထင်ကြောင်းမွေပန်ရှင်ကပြောပါတယ်။ပြီးတော့တာပေါင်းဆိုတဲ့အကောင့်ပန်ရှင်ကကွန်ဒိုခန်းစင်းကြံမှာမွေကြီးတွေတွားတွားနေတဲ့အသေးရစရာဗီဒီယိုလဲ Facebook မှာမေလ16ရက်နေ့တုန်းကတင်ထားခဲ့တာပါ။ဒီနေ့တော့နှစ်ကောင်ပဲတည်လာနိုင်သေးကြောင်းနောက်နေ့တွေမှာလဲနောက်ထပ်မွေတွေယူလာအောင်မှဖြစ်ကြောင်း ဒီနေ့အဖို့အဲ့ဒီထက်ကြီးတဲ့အကောင်ကိုတယ်မလာနိုင်ခဲ့ကြောင်းလဲသူ့ရဲ့ဗီဒီယိုမှာမွေးပိုင်းရှင်ကရေးသားထားပါတယ်။အဲ့ဒီမွေးတွေကိုသူ့ဘယ်နေရာကရှာလာတယ်လဲဆိုတာတော့မသိရသေးပါဘူး။ဒါပေမဲ့သူ့ရဲ့လောက်ရက်ကကွန်ဒိုခန်းထဲမှာအော်အော်တောင်းနေဖြစ်သွားစေခဲ့ပါတယ်။ဒါတည်းမကသေးပဲသူတင်ထားခဲ့တဲ့ဗီဒီယိုကလည်းလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာလူပြောများပြီးပြန့်နှံ့သွားပါတယ်။တချို့ကမွေးတွေကိုကွန်ဒိုထဲယူလာခဲ့တယ်ဆိုတာဟာလုံခြုံရေးအရာမဖြစ်သင့်တဲ့လောက်ရက်လို့ဝေဖန်ပါတယ်။ တချို့ကလည်းကွန်ဒိုစီမံခန့်ခွဲသူရဲ့ကိုင်းတွဲပုံညံ့ဖြင်းတော်အပြစ်တင်ခဲ့ကြပါတယ်။တယောက်ကတော့ကွန်ဒိုတာဝန်ရှိသူတွေအနေနဲ့ခွေးပိုင်ရှင်ကိုအေးမယူပဲမွေတွေခေါ်လာတဲ့ကိစ္စကိုပဲပြဿနာသွားရှာမယ်ဆိုရင်နောက်တနေ့ကျရင်မွေတွေကသူတို့ရဲ့ရုံခန်းထဲရောက်နေလိမ့်မယ်လို့အရှင်းဖောက်ခဲ့ပါတယ်။သက်ဆိုင်ရာကွန်ဒိုဟာအမွေတရိတ်ဆန်မမွေးရဘူးလို့မူဝါဒချမှတ်ထားပေမဲ့တချို့နေထိုင်သူတွေကခွေးတွေကြောင်တွေမွေးထားပြီးတခြားအခန်းတွေအတွက်စုညံတဲ့အနှောက်အယှက်တွေဖြစ်စေတယ်လို့ဆိုပါတယ်။ အဲ့ဒီမွေးပါရှင်ကသူ့ရဲ့အိမ်ကြီးချေမွေးထားတဲ့ခွေးကအရန်စုပြီးဒီအကြောင်းကိုခဏခဏကန့်ကွက်ခဲ့ပေမဲ့လေကွန်ဒိုတာဝန်ရှိသူတွေအနေနဲ့ကင်တွယ်ဖြည့်ရှင်ပေးဖို့ပြက်ကွက်ခဲ့တယ်လို့ပြောပါရယ်။ဒါပေမဲ့မွေးကိစ္စကြုံပြီးတဲ့အခါမှာတော့ကွန်ဒိုတာဝန်ရှိသူတွေလည်းမနေတာတော့ပဲခွေးပါရှင်ကိုဗတ်တတောင်းဒဏ်ရက်ခဲ့ပြီးခွေးဆက်မမွေးဖို့ညွှန်ကြားခဲ့ပါရယ်။မွေးပါရှင်ကိုတော့တရားဝင်သတိပေးစာတစ်စောင်ပေးပို့ပြီးနောက်မလုပ်ဖို့တမ်းမိခဲ့တယ်လို့သူခေါ်လာတဲ့မွေးတွေကိုလည်းပြန်ဖယ်ပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါရယ်ရှင်။ ထိုင်ဝမ်ဟာတရုတ်နဲ့တင်းတင်းမြတ်မြတ်အေးအေးချမ်းချမ်းနေထိုင်သွားဖို့ဆန္ဒရှိကြောင်းထိုင်ဝမ်သမ္မတလိုင်ချင်တေးကပြောပါရယ်ထိုင်ဝမ်သမ္မတအဖြစ်တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်တဲ့မေလ20ရက်နေ့မှာလိုင်ကတရုတ်နဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားအလေးနက်မှတ်ချက်ပေးခဲ့တာဖြစ်ပါရယ်တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်နက်နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တီးကြလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်ဖို့လိုလားနေပါရယ်တရုတ်အစိုးရကထိုင်ဝမ်ရဲ့တီးကြလွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို စစ်ရေးအရာလက်တော့ပြန်မယ်လို့ချိန်ချောက်ထားပြီးလိုင်းကိုလည်းခွဲထွက်ရေးဝါဒီတဦးဖြစ်တင်းနေမှာမှာသတ်မှတ်ယူဆထားပါတယ်။လိုင်းကထိုင်ဝမ်ဟာတရုတ်ပိုင်နဲ့ဖြစ်တယ်ဆိုတဲ့တရုတ်ရဲ့အဆိုကိုပယ်ချထားပြီးထိုင်ဝမ်ရဲ့အနာဂတ်ကိုထိုင်ဝမ်ပြည်သူတွေကပဲဆုံးဖြတ်ပိုင်ခွင့်ရှိစေမယ်လို့ပြောပါတယ်။သူ့ရဲ့သမရတက်တဲ့တနှစ်ပြည့်ကာလနဲ့တိုက်ဆိုင်ပြီးတရုတ်ကချင်းချောက်စစ်အင်အားပြတာတွေရှိလာနိုင်ကြောင်းသမရနန်းတော်မှာလိုင်းကသတင်းတောက်တွေကိုမှတ်ချက်ပေးခဲ့တာပါ။ဒါပေမဲ့သူကိုယ်တိုင်ကတော့ငြိမ်းချမ်းရေးကိုပို့လိုလားကြောင်း ငိမ့်ချမ်းရေးဆိုတာကတန်ဖိုးမဖြတ်နိုင်ပဲစစ်ပွဲဆိုတာကတော့ဘယ်သူမှအမှန်တကယ်အနိုင်ရသူမရှိကြောင်းတစ်ချိန်တည်းမှာပဲငိမ့်ချမ်းရေးကိုမျှော်လင့်တဲ့အခါမှာအိမ်မက်တွေစိတ်ကူးယဉ်မှုတွေအပေါ်မျှော်လင့်ချက်ထားနေလို့တော့မရကြောင်းလိုင်းကဆိုပါတယ်ပြီးတော့ထိုင်ဝမ်ဟာကာကွယ်ရေးစွဲရည်ကိုဆက်ပြီးအဖြစ်တိဆောက်နေမယ်လို့လည်းလိုင်းကပြောပါတယ်စစ်ပွဲအတွက်အမြဲတမ်းကြိုးပင်ထားခြင်းကစစ်ကိုရှောင်ဖို့အကောင်းဆုံးနည်းဖြစ်တယ်လို့သူကမှတ်ချက်ပေးခဲ့တာပါထိုင်ဝမ်ဟာနှစ်ဦးနှစ်ဖက်လေးစားပြီး တိတ်ခါရှိတဲ့ပူပေါင်းဆောင်ရွက်မှုတွေအတွက်ဆိုရင်တရုတ်နဲ့ညှိနှိုင်းဆောင်ရွက်ဖို့အမြဲတမ်းလမ်းဖွင့်ထားမှာဖြစ်ကြောင်းပြိပခရရဲ့နေရာမှာစေစံညှိနှိုင်းမှုတွေနဲ့အစားထိုးဖို့အမြဲတမ်းလိုလားကြောင်းလဲလိုင်းကပြောကြားသွားပါရရှင်စင်ကာပူကမ်းလွန်မှာလေတစည်းတိမ်းမှမှုဖြစ်ပွားခဲ့ပေမဲ့လိုက်ပါလာသူအယောက်30လုံးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်အင်ဒိုနီးရှားမှာမှတ်ပုံတင်ထားတဲ့လေကပက်ဒရာဘရန်ကအရှေ့မြောက်ဘက်ကမ်းလွန်ရေပြင်မှာမေလ20ရက်နေ့မနက်ပိုင်းတုန်းကတိမ်းမှောက်ခဲ့တာလို့ဆိုပါတယ် အဲ့ဒီရေပြင်ဟာစင်ကာပူရေချောင်းကေဆယ်ရေးနဲ့ရှာဖွေရေးဇုံထဲမှာပါဝင်နေပါတယ်စင်ကာပူရေချောင်းနဲ့စိတ်ကန်းအာဏာပိုင်အဖွဲ့ကလေတိမ့်မှောက်မှုသတင်းကိုအနည်းမှဖြတ်တန်းခုံမောင်းသွားတဲ့ဟောင်ကောင်ကုန်တင်သင်္ဘောတစ်စီးကဆက်သွယ်အကြောင်းကြားခဲ့တာလို့ပြောပါတယ်အဲ့ဒီနောက်မှာတော့ကေဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့ပြီးအနီးတစ်ဝိုက်မှာရှိနေတဲ့ရေရင်တွေကိုပါပူပေါင်းကူညီပေးဖို့ဆက်သွယ်ခဲ့ပါတယ်။လိုင်ဘေးရီးယားမှာမှတ်ပုံတင်ထားတဲ့ရေနံတင်သင်္ဘောတစ်စီးက လင်းနစ်မြုံမှုဖြစ်ပွားတဲ့နေရာစီဆိုက်ဆိုက်မြက်မြက်ခုံမောင်းသွားခဲ့ပြီးလိုက်ပါလာတဲ့အယောက်30လုံးကိုတင်းလေပြင်ကနေအောင်အောင်မြင်မြင်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်ပြီးတော့ကယ်ထားတဲ့သူတွေကိုလည်းအင်ဒိုနီးရှားနိုင်ငံဘက်တန်မြို့စိတ်ကမ်းမှာချထားပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်